တပတ်တွင်သတင်းစီစဉ်ကိုဝါရှင်တန်မြို့တော်ကနေဆက်လက်ရိုက်ကူးတင်ဆက်ပေးနေပါတယ်အခုတော့တွေ့ဆုံမေးမြန်းခန်းအလှည့်ပါတရုတ်နိုင်ငံအနေနဲ့ရခိုင်ရဲ့60ရာခိုင်နှုန်းကိုထိန်းချုပ်ထားတဲ့အာရခတတ်တော် AA ကိုတဝင်းအုပ်ချုပ်နေတဲ့နိုင်ငံရေးအင်အားစုတစ်ခုအနေနဲ့အတိမတ်ပြုဆက်ဆံတာမျိုးမလုပ်သေးပေမဲ့ဒီချင်းကပ်မှုပုံစံကပြောင်းလဲလာနိုင်တယ်လို့သုတေသီဦးကပြောပါတယ် AA ဟာစီးရေးအောင်မြင်မှုကတစ်ဆင့်သူတို့လိုလားတဲ့နိုင်ငံရေးအခြေအနေကိုရရှိဖို့တရုတ်နဲ့အိန္ဒိယနှစ်နိုင်ငံစလုံးနဲ့ထိန်းညှိရမယ်လို့လည်းနောက်ထပ်သူကထောက်ပြပါရတယ် စီရေးအချိန်တင်လာတဲ့ရခိုင်စီရေးရိုက်ခက်ချက်တွေနဲ့ပတ်သက်ပြီးဆက်သွယ်မေးမြန်းထားတဲ့ကိုငိမ့်ချန်ရေးကတင်ပြပေးမှာပါ။အာခတ်တတော် AA ဟာရခိုင်ငါမြို့နယ်16မြို့နယ်ထဲမှာသူတို့ထိ ंछ ွက်ဖို့ကြမ်းနေတဲ့၃မြို့နယ်တွေကမြို့တော်စစ်တွေအပြင်ရခိုင်တောင်ပိုင်းကကြောက်ဖြူမြို့နယ်ထဲမှာပါစီရေးအချိန်ပြင့်လာနေတာပါ။ဒါဟာတရုတ်နိုင်ငံရဲ့မဟာဗျူဟာမြောက်ကမ္ဘာလမ်းရင်းနှီးမြှုပ်နှံမှုတွေအတွက်ချိန်ချောက်မှုအစ်စ်တွေဖြစ်ပေါ်လာတဲ့အတူ အေးရဲ့နိုင်ငံရေးအခမ်းကဏ္ဍကလည်းကျယ်ပြန့်လာတယ်လို့ကျွမ်းကျင်သူတွေကတွက်ဆလာကြပါတယ်။ American ပြည်တော်စုဟဝိုင်ပြည်နယ်အခြေစိုက် Indo-Pacific ဒေသဆိုင်ရာနိုင်ငံကြီးနဲ့လူမျိုးရေးမူဝါဒသုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Pacific Forum ကသုတေသီကိုအောင်သူရကိုကူက၆ဖြူရောစစ်တွေရောကဘက်အားလုံးတွေအရေးကြီးနေတယ်လို့ပြောပါတယ်။ဒီဘင်္ဂလားပင်လယ်အော်နဲ့ထိဆက်နေတယ်ပေါ့နော်။ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့အဲဒီစီမံကိန်း နှစ်ခုပေါ့နော်အတီကကြောက်ပြီးနေတဲ့စိတ်ကအောင်နော်ရွှေကက်စပိုင်လိုင်းအောင်တေယိုဆိုးရရဲ့ဒီ BRI စီမံကိန်းတစ်ခုလုံးအတွက်အချက်ကြံကြတဲ့အခန်းကဏ္ဍမှာရှိတယ်ပြီးတော့ဒီစီမံကိန်းတွေဟာတရုတ်နိုင်ငံအတွက်သူကစီးပွားရေးအကျိုးမြတ်ဟိုရရှိအောင်တတ်တတ်မဟုတ်ဘူးပထဝီအနေထားရလဲအရန်ရေးကြည့်တဲ့နေရာမှာရှိရဲဘာကြောင့်လဲဆိုရင်သူကလူဦးရေ1.4ဘီလီယံကျော်ရှိတဲ့အဲတရုတ်နိုင်ငံရဲ့စွမ်းအင်လိုအပ်ချက်ပေါ့နော်ဒီစွမ်းအင်လိုအပ်ချက်ကိုရခိုင်ပြည်နယ်ကခုနအစီမံကိန်းတွေအ အရေးပါတဲ့ခန့်ကန်တာလေးပံ့ပိုးပေးနေတာဖြစ်တယ်လုံချုံရေးရှုလောင်းအကြည့်မဲ့ဆိုရင်လေဒီတရုတ်တောင်ပိုင်းပေါ့နော်ယူနန်ပြည်နယ်ကနေပြီးတော့အိန္ဒိယသမုဒ္ဒရာကိုခပ်ပေါက်ပေးထားနိုင်တဲ့မဟာဒီဝါကျတဲ့နေရာဒေသဖြစ်တယ်ပြီးတော့တရုတ်ရဲ့ဒီရေလန်းခုန်သွင်းမှုလမ်းကြောင်းနဲ့ပတ်သက်ပြီးတော့သူတို့နှစ်ရှည်လာများပေါ့နော်ခေါင်းခဲနေရတဲ့မလကာရေလက်ချာအတိုင်းလမ်းမှာပေါ့ဆိုရင်ချက်ပေါ့နောက်တစ်ခုရင်းပွားမှုတွေဖြစ်နေတဲ့အဲဒီတောင်တရုတ်ပင်လယ်အဲလမ်းကြောင်းမဖြတ်ဘဲနဲ့သွားလို့ရမယ် ပြီးတော့အချိန်ရောတရုတ်အတွက်အချိန်ရောအရင်းမြစ်တွေရောအများကြီးတက်တာသွားမယ်နီလန်ဖြစ်လို့အရန်ရေးကြည့်ရလို့ပထမဆုံးပြောချင်းတယ်ပေါ့နော်ကြောက်ဖြူစက်ကဲမှာတရုတ်ပြည်သူလူမျိုးရေးတက်မတော်ရဲ့ရေစစ်သမောတွေစက်ကတ်နိုင်အောင်စစ်ဖက်နဲ့အရက်ဖက်မျိုးလုံးတုံးနိုင်တဲ့အလားအလာရှိတယ်လို့လည်း Asia Society ရဲ့အစည်းအခမ်းစာဆောင်ကထောက်ပြထားတာရှိပါတယ်စစ်ကောင်စီနဲ့ပူးတွဲပြီးပုဂ္ဂိကလူမျိုးတွေချထားနိုင်မှုစူးစမ်းလာတာကလည်းယင်းနှမြတ်မှုတွေအတွက်တရုတ်ရဲ့စိုးရင်ချက်ကိုထင်ရှားစေတယ်လို့ စစ်ကောင်စီဘောယုံကြည်ကိုးစားမှုကျဆင်းလာတာကိုလည်းပြသနေတယ်လို့ကိုအောင်သူရကိုကိုကရှုမြင်ပါတယ်ဖေဗူအာရီလပေါ့နော်၁၈ရက်နေ့ကစစ်ကောင်စီကနေပြီးတော့ဒီပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေကိုတရားဝင်ပြဋ္ဌာန်းလိုက်တယ်ဒါကအဘောတိတာစီလဲဆိုရင်တီယိုဘက်ကတောင်းဆိုထားတယ်ဒီဥပဒေလုံခြုံရေးကော်မတီထောင်ဖို့အတွက်နောက်တစ်ဆင့်အကောင့်ထည့်ဖို့ဒါမီးစိမ်ပြလိုက်တဲ့သဘောလို့ပြောရမှာပေါ့နော်နောက်တစ်ခုကစစ်ကောင်စီကဒီဥပဒေကို ကြည့်ရင်လည်းအရင်တို့တစ်ချိန်လုံးတို့ refer လုပ်နေသေးတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ဒါမငြိညွတ်ဘူးမြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာကိုသူကထိပါစေတဲ့ပြည်ပတပ်ဖွဲ့ဝင်တွေပြည်တွင်းမှာချထားဖို့လာပြီးတရားဝင်ချထားဖို့ဟိုမငြိညွတ်တဲ့အတွက်ဒီဥပဒေပြဋ္ဌာန်းလိုက်တာပေါ့နော်လုံးဝရအောင်သူပြဋ္ဌာန်းလိုက်တယ်လို့ပြောလို့ရတယ်ဒီလိုဂျုံရေးကုမ္ပဏီတီထောင်တဲ့ကိစ္စမှာအာတရုတ်ဝန်ကြီးပေါ့တရုတ်နိုင်ငံသားရဲ့ဝန်ကြီးဝန်ကြီးရဲ့သူဟိုနေပြီးတော့ခီးစင်မှာသူတောင်းဆိုခဲ့တာပေါ့နော် အသေးစိတ်ကြည့်ရင်လည်းမြန်မာနိုင်ငံအတွက်ရခိုင်ပြည်နယ်အတွက်လုံခြုံရေးရစိုးရင်စရာချက်ရှိရဲ။ဘာကြောင့်လဲဆိုရင်တရုတ်ဘက်ကနေပြီးတော့ဒီလက်နက်တွေပြီးတော့လုံခြုံရေးပစ္စည်းတွေကိုတင်သွင်းလို့ရတယ်ပြီးတော့ခုနတရုတ်ဟိုပြပတ်တစ်ဖွဲ့ပေါ့နော်။ဒါကိုတည့်ဝင်းတက်ချထားလို့ရတယ်အနေထားမှာရှိတော့ဒါလုံခြုံရေးရစိုးရင်စရာရှိတယ်လို့ပြောလို့ရတယ်ပေါ့နော်။နောက်တစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့ဒီတရုတ်အစိုးရက ်တက်ပေါ်မှာအရင်ကသူထားရှိခဲ့တဲ့ယုံကြည်မှုပေါ့နော်ဒါအတိအသက်သာရောကြသွားလို့သူအာဒီနီလန်းနဲ့သူစူးစမ်းကြည့်တာပေါ့နော် စစ်ကောင်စီအနေနဲ့တရုတ်စီမံကိန်းတွေကိုအပြည့်ဝကာကွယ်နိုင်စမ်းမရှိတော့ဘူးလို့သူယူဆတယ်ယူဆလို့ဒီခြေလမ်းကိုလှမ်းနေတာပေါ့နော်အဲ့မဲ့ဒီလုံခြုံရေးကုမ္ပဏီစပြီးအဲကိစ္စစပြီးအသက်ဝင်ပြီဆိုရင်ဒီတရုတ်လက်နက်ကိုင်တွေရှိနေတဲ့မြေပြင်မှာအေအေအတွက်ဟိုထိုးစစ်ဆင်ရတာ တွေကအခက်ခဲတွေအများကြီးရှိလာနိုင်တာမျိုးတော့သုံးသပ်လို့ရပါတယ်။ကွန်နက်တက်ကတူကပါရကူကြောင်းသားနိုင်ငံရေးသူတွေတီကိုကျော်ဆန်းနိုင်ကတော့အာကတတော်အနေနဲ့နိုင်ငံတကာကယင်းနှိမ့်နှံမှုတွေအရေးကိုထက်သွင်းစဉ်းစားပြီးပြင်ဆင်ထားတာတွေ့ရတယ်လို့သုံးသပ်ပါတယ်။ကြာခင်ကထုတ်ပြတဲ့အချိန်မှာတို့ရောညချန်အတွက်လည်းတို့ရောတကောက်ဖန်ထားပါတယ်။ပြီးတော့ဒီနိုင်ငံအခြားယန္တိမြုံနယ်မှုတွေလို့တို့ကာခွေပေးမယ်ဆိုတဲ့ဟာမှာတို့ကျွန်တော်ဒူးရမြင်တာပေါ့ဒီမှာဒီဟာတွေကတကယ်ဆိုရင် ဘာပြောချင်တာလဲဆိုတော့ငါတို့လည်းအောက်ထက်မှာရှိနေတဲ့ဒီမြေတွေမင်းတို့စီမံကြီးကြီးတွေကိုငါတို့တာဝန်ခံတယ်ငါတို့နေပြီးတော့ဒါကိုလုံရှင်ရေးပစ်မယ်ပြီးတော့ဖြစ်လာတဲ့ဟာကိုလည်းငါတို့ဆက်ပြီးတော့လုံရှင်ရေးပစ်အောင်မယ်ဆိုတဲ့ဟာကိုသူတို့အနေနဲ့ကတိတကိုဝဲတစ်ခုအနေနဲ့ပေါ့နိုင်ငံရေးကတိတကိုဝဲတစ်ခုအနေနဲ့ chapter တွေဆိုတော့တဖို့ကိုကျွန်တော်အနေနဲ့မြင်တာပေါ့အတင်းပေးရရှိထားတဲ့နေမျိုးတွေကိုငါတို့အနေနဲ့နိုင်ငံရေးအရာတာဝန်ယူရဲလုံရှင်ရေးတာဝန်ယူရဲဆိုတဲ့ဟာကဒီနိုင်ငံတကာရင်းနှီးမြှုပ်နှံမှုပေါ့တရုတ်ထူးတွေမဟုတ်ဘူးပေါ့လေကျွန်တော်အိန္ဒိယလည်းရှိတာပေါ့ န္ဒိယရဲ့ဒီကလဒန်စီမံကိန်းအပအဝင်ပေါ့ဒါရီကိုသူတို့အနေနဲ့ဒီတန်တန်းစကောင်းအာပို့ရဆိုတဲ့တဖို့ကိုပို့ပြီးတော့တက်ရောက်မယ်ဆိုရင်လည်းမမှားဘူးထင်တယ်ပေါ့ဟုတ်တရုတ်နိုင်ငံအနေနဲ့နေပြည်တော်နဲ့စစ်ကောင်စီပေါ်ဗဟိုပြုချင်းကတ်တဲ့စင်းစားပုံကနေလည်းပြောင်းလဲဖို့လုံးနေပြီလို့ကိုအောင်သူရကိုကသုံးတပ်ပါတယ်လက်ရှိအနေထားမှာတော့ဒီစစ်ကောင်စီကလည်းသူကနေရာနဲ့မှာသူကစစ်မျက်နှာဖွင့်နေရတာပေါ့နော်ခုနကကချင်မာရောအညာမာရောအခုဆို AR တိုင်းမာရောအကူမှလည်း ဲပကိုရိုးမှာစစ်စင်ရေးဆိုပြီးဒီလိုတော်လိုင်းပူပေါင်းအင်အားစုအဖွဲ့တွေကစတင်လာတွေ့တယ်။တစ်ဖက်မှာတော့ AA ကတဖြည်းဖြည်းချင်းသူ့ရဲ့နေမြေထိန်းချုပ်ထားနိုင်တာကနေချင်း AA ဝရီပကိုပြီးတော့မကွေလိုက်အဆက်တွေထိသူကသူ့ရဲ့ border line ရှိပေါ့နော်ပို့ပြီးခိုက်မှာအောင်သူကလုံနေရတွေ့ရတယ်တွေ့ရတော့တရုတ်အနေနဲ့ဒီရခိုင်ပြည်နယ်ထဲမှာရှိတဲ့စီမံကိန်းတွေကိုတကယ်ကိုဟိုကာကွယ်ဖို့အတွက်ပေါ့ပြီးတော့သူတို့ခဏခဏပြောတယ်မြန်မာပြည်ကိုငြိမ်းချမ်းပြီးတော့ တည်ငြိမ်တဲ့လမ်းကြောင်းကိုတွားဖို့ဆိုရင် AA နဲ့လည်းသူတို့ဘယ်လိုထိတွေ့ဆက်ဆံလဲဆိုတာကိုစဉ်းစားသင့်တယ်လို့ကျွန်တော်မြင်တယ်။အရင်ကလိုကျွန်တော်တို့အာနာဘိုချက်ကိုနေပြီးတော့မှအခြေပြုပြီးတော့စဉ်းစားစစ်ကောင်စီနဲ့ထိတွေ့ဆက်ဆံရုံနဲ့အဲသူတို့ရဲ့အကျိုးစီးပွားတွေသူတို့ဖြစ်ချင်တဲ့ဆန္ဒတွေကိုလုပ်ဖို့ကခက်ခဲလာပြီ။အခုကအုပ်ချုပ်ရေးပုံစံကလည်းပြောင်းလာတယ်။တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့တွေရော တော်လိုင်းရေးဖွဲ့တွေရောနယ်မြေတွေသိမ်းပြီးတော့ဟိုအုပ်ချုပ်ရေးပုံစံအစ်စ်ပေါ့နော်အဲ့လိုမျိုးဟာအစားထိုးလာတဲ့အခါမှာတရုတ်အနေနဲ့ဟိုပြန်ပြီးစဉ်းစားတင်တာကခုနအေးအေးပါဝင်ဒီတော်လိုင်းရေးအဖွဲ့တွေနဲ့ဟိုထိတွေ့ဆက်ဆံမှုတွေစဖို့ပေါ့နော်အဲ့ဒါအဲ့ဒါအဲ့သူတို့စဉ်းစားတင်ပြီလို့တော့ကျွန်တော်တော့မြင်တယ်ချင်းကတဲ့ပုံစံပေါ့နော်မြမရေးမှာချင်းကတဲ့ပုံစံအဲပြောင်းလဲဖို့လိုတယ်လို့မြင်တယ် connected to our culture ဆက်လိုက်ကတော့ အခက်တတော်အနေနဲ့တရုတ်နိုင်ငံရဲ့တရားဝင်ဆက်ဆံမှုရဖို့မှာဒေတာရင်းနဲ့နိုင်ငံတကာဆက်ဆံရေးကိုထိန်းသိမ်းဖို့လိုတယ်လို့ထောက်ပြပါတယ်။အရှိစေးရဲ့အောင်မြင်မှုကတဆန်သူတို့လိုလိုတဲ့နိုင်ငံရဲ့အခြေအနေတရက်တစ်ခုကိုရောက်ဖို့ဆိုရင်သူတို့အနေနဲ့တော့ဒီလိုမျိုးမျိုးအတိုးရှိုးတယ်ပြီးတော့ချက်ကန်ပင်လန်ဖြစ်တဲ့အိန္ဒိယနဲ့ဒီလိုကြားမှာဖြစ်တဲ့အတွက်ကြောင့်ဒါကလွေကူတဲ့ data လည်းမဟုတ်ဘူးပေါ့လေအဲ့လိုမျိုးစဉ်းမျိုးနဲ့ကြတော့ကျွန်တော်မြင်တာက ရှိကိုသွားဖို့ဆိုရင်တို့တို့ဒါအဲ့လိုမျိုးတိုးရှိုးတယ်ရှက်ကန်ဘဲလန်ဖြစ်မှုတွေကိုတို့အနေနဲ့တော့အများကြီးလဲ group စစ်ကိုစေးရမယ့်အခြေအနေလေးဖြစ်တယ်လို့ကျွန်တော်မြင်တာပေါ့ဟုတ်တဖက်မှာလည်းကြောက်ဖြူရဲ့မဟာဗျူဟာမြောက်ရေးပါမှုကြောင့်တရုတ်နိုင်ငံဟာသူ့ရဲ့အကျိုးစီးပွားတွေကိုကာဝယ်နိုင်ဖို့အတွက်စစ်ကောင်စီနဲ့အေအေကြားမှာဂျားဝယ်ဖြန့်ပြင်းနိုင်ရေးဖိအားပေးလာမလားဆိုတာစောင့်ကြည့်ရဖို့ရှိနေပါတယ်ဒါပေမဲ့တရုတ်ဟာရေရှည်မှာမြန်မာနိုင်ငံရေးတည်ငြိမ်ပြီးတော့သူ့ရဲ့အကျိုးစီးပွားစီမံကိန်းကြီးတွေလက်ပတ်နိုင်ဖို့ဆိုရင်တော့ အာခတ်တော်အေအပြင်မြူတညွေဆွေအန်ယူဂျီပါဝင်တော်လိုင်းရေးအားစုတွေနဲ့တရားဝင်သဘောထိတွေ့ဆက်ဆံဖို့လိုအပ်နေကြောင်းသူတေတီတွေကထောက်ပြနေကြပါတယ်ခင်ဗျာကျွန်တော်ညီညာရေးပါ